ဂျေဂျေစတိုရီ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထောင်းလွှဲတင်ဆက်ပေးကြတာကတော့စာရေးဆရာတဒနာရေးသားထားတဲ့တန်တရာသားကောင်များဆိုတဲ့ဇေဝင်စားဖွေရာဇလန်းစာဆုံးကိုထောင်းလွှဲတင်ဆက်ပေးမှာဖြစ်ပါတယ် subscribe like and share comment လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်ဂျေဆုများကြီးတင်ပါတယ်ဒါဆိုရင်တော့စလိုက်ပါပြီကျမရောခိုင်ပါရှင်အင်္ဂလန်နိုင်ငံတောင်ဝိုင်းမြို့ငယ်လေးတမြို့မှာရှိတဲ့ပန်ဒိုရာဟိုတယ်မှာ မြန်မာနိုင်ငံမှာလက္ခဏာပညာရှင်ဒေါက်တာထက်မြတ်ဒုတိယကျင်းသွားရောက်တဲခုစင်ကဖြစ်ပြီးတယ်။နယံဘော်မနိုင်အိုရဲ့ည10နာရီထိုးတဲ့အတန်းဆိုးမှာလက္ခဏာကျန်းတစ်ခုကိုတဲတဲမဲမဲဖက်နေတဲ့ဒေါက်တာထက်မြတ်ကမီးလင်းပိုကြီးတဲကိုထင်းတွေကိုထတ်ထဲလိုက်ရင်းနဲ့စာအုပ်ကိုဆက်ဖတ်နေလေတော့တယ်။နမဲကျော်အင်္ဂလန်ဆောင်းရာသီရဲ့သင်္ကေတအဖြစ်ဒေါက်တာထက်မြတ်ရဲ့မှန်ပရင်ပေါက်ကျဲကြီးမှာဆွတ်ဆွဖြူနေတဲ့ငြိမ်သက်နေလေတယ်။သို့တော့ တိတ်ဆိတ်မှုတွေကိုဖြိုခွဲလိုက်တဲ့တကားခေါက်တံတစ်ခုပေါ်ထွက်လာခဲ့တာဘသူများပါလိညာကြီးချိန်မတော်အရီသူဟာမိတ်ဆွေတဦးရဲ့လမ်းညွှန်မှုတွေနဲ့လက္ခဏာမင်းရဲ့သူ့ထံကိုရောက်လာခြင်းပေလောလက္ခဏာမင်းမလို့လားမိတ်ဆွေကျောက်ကညာဘက်မှာလက္ခဏာမဟုတ်ဘူးဗျဒေါက်တာထမ်းမြင့်ရဲ့စကားကြောင့်အရိသူရဲ့မျက်နှာတစ်ချက်ပြတ်သွားလေတော့တယ်။အရိသူကအတန်တုံတုံရင်နဲ့ဒလိုပါဆရာရဲ့ကျွန်တော်မျိုးသမီးကကျမရဲ့တော်တော်လေးကိုချိုးတဲ့နေပြီးတော့ အခုတိတ်ကိုအရေးကြီးတဲ့အချိန်မျိုးရောက်နေပါပြီအဲ့ဒါသူကဆရာဆရာကိုတွေ့ချင်တဲ့ဆန္ဒတိတ်ကိုကြီးနေပါတယ်ဆရာကိုလူမမာတိတ်ကိုအားကိုးနေပါတယ်ဆရာရဲ့အရေသူရဲ့အပြုံမှုနဲ့ပြောဆိုပုံမှာရှင်ထဲမှာလှိုက်၍တွားရလာအောင်ပဲဝမ်းနေဆရာကောင်းလွန်လိုက်တော့တယ်ပြီးတော့ကျွန်တော်ဇနီးတဲ့ကိုဆရာသိမှာပါဗျမိတ်ဆွေဇနီးနဲ့မရဘူးသူလဲ Miss Esvel Indasema ဒေါက်တာထက်မြတ်သိလိုက်ပါပြီ မနေ့တုန်းကအင်္ဂလန်ကိုသူရောက်ရှိနေစဉ်သူ့ထံမှာလက္ခဏာလာရောက်မေးမြန်းခဲ့သူရွှေဝါရောင်စပင်ရှီရီနဲ့ Miss Isvel Anderson ကိုအာယုံမှပြန်လည်ပြီးတော့မြင်အောင်လာပြီဒေါက်တာထမြက်ကစာအုပ်ကိုပိန်ရင်းနဲ့တီးတို့ရေရွလိုက်တယ်သူမတရေကြီးစွာနဲ့အခန်းတကားကိုစွဲဖွင့်လိုက်ရာရုတ်တရက်ရင်ထဲမှာထိတ်ကနေဖြစ်သွားတယ်အခန်းတကားဝမှာလူသေးကောင်ရဲ့မျက်နှာကိုဖြုတ်ဖွေးဖြောက်တော့နေပြီးမျက်တွင်းတွေခြိုင်ဝင်နေတဲ့မျက်နှာကြီးတစ်ခုကအုံမိုးကြည့်နေလျာဒေါက်တာထမြက်အံ့အားသက်မှင်သက်နေစင်ပါပဲ ်မင်္ဂလာညချမ်းပါမစ္စတာချမ်းမြန်ကျွန်တော်ဝင်ခွင့်ပြုပါဆိုပြီးတော့ပြပြဆူဆူနဲ့ဒီလူကဝင်ခဲ့ခြင်းဖြစ်ပေလေတော့တယ်စာအုပ်ပြန်ကောင်းရမယ်ဆိုရင်တော့ Miss Isvel ကိုကျွန်တော်သိပါတယ်ဒါဆိုဆရာကျွန်တော်နဲ့လိုက်မယ်ပေါ့အင်းဒါပေမဲ့အချိန်ကည7:00နာရီကျော်နေပြီဆိုတော့ဒေါက်တာထမြက်ကချင်း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 တွတ်တွတ်ဆဆနဲ့လေးတွဲစွာပြောလိုက်တယ်။မစ္စတာအင်ဒါဆန်ကထိတ်ထိတ်ပြပြနဲ့"သူဟာဆရာကိုတိတ်လေးစားပြီးတော့တိတ်ကိုမျောလင့်နေပါရဲ့ဆရာရဲ့။လိုက်ခင်ပါဆရာ။" ပြီးတော့ဆရာဟောကောက်လည်းပုံမှန်နှုတ်ထက်ဆယ်ဆပို့ပေးပါမယ်ဆရာရဲ့မစ္စတာအင်ဒါဆင်ကပြောပြောဆိုဆိုပေါင်တထောင်တန်ငွေစက်ကူကိုဆွဲထုတ်လိုက်ပြီးတော့လှမ်းပေးနေတဲ့အတွက်ဒေါက်တာထမြက်အလုံးကိုအားအားတန်သွားလိတော့တယ်ဒေါက်တာထမြက်ဟာအင်္ဂလန်ရောက်ပြီးဆိုရင်လက္ခဏာဟောကောက်နှုန်းအင်္ဂလိပ်ငွေပေါင်တရာနဲ့မိတ်ဆွေတွေကိုဟောပြောတွက်ချက်ပေးဘူးလေတယ်အခုမစ္စတာအင်ဒါဆင်ပေးတဲ့ဟောကောက်နှုန်းထားမှာ အလုံးကိုမြင်မလွန်လာပြီ ဒေါက်တာထမ်းမြလေးငွေကြီးထက်မိတ်ဆွေလူမမတယောက်ရဲ့မျက်နှာကို ထောင်ထားပြီးတော့မစ္စတာအင်နာဆင်ခေါ်ရကိုအုတ်ထုံးနဲ့လောင်ကုပ်အင်ဂျီအရှိကြီးကိုဝင်လိုက်ပြီးမစ္စတာအင်နာဆင်ရဲ့အော့စတင်ကားနဲ့လေးနဲ့လိုက်ပါလာကယ်လီရော်ရီဟိုတယ်အပြင်ဘက်မှာလေတဟူတိုက်ခိုက်နေပြီးတော့နှင်းတွေကမိုးရွာနေတယ်လို့တဲတဲမဲမဲကြားနေလေတော့တယ်။တဲတဲမဲမဲကြားနေတဲ့နှင်းမိုးတွေအောက်မှာအော့စတင်ကားလေးရဲ့ရှေးမီးတွေကရှေးကအနေငယ်ကိုသာမြင်ရလေတော့တယ်။လမ်းကျွမ်းကျင်တဲ့မစ္စတာအင်နာဆင်ကအရှိန်ကိုမြင့်ပြီးတော့မောင်းနေစေ ျောက်တာထက်မြက်ကမိခနဲ့အိပ်ပျော်သလိုဖြစ်သွားရာ ရှေးကျလာတဲ့အိမ်ကြီးတစ်လုံးရဲ့စင်ဝင်အောက်မှာကားလိုက်တဲ့အခါကျမှစကနေလွန့်လို့သွားလေတော့တယ်။ကားရလိုက်ပြီးစရာနဲ့အသင်ဆောင်နေရတူတဲ့လူပိုလေးတယောက်ကမိအိမ်တစ်လုံးကိုမြောက်ကရင်နဲ့မပီမသားအတန်တစ်ချက်ပြူလေတယ်။မင်းတခင်မအတွက်ဆရာပါလာပြီးချက်ကြီးသွားသွားသွားအတွင်းရမီးတွေအ мян ထွန်းမှာကိုထိုးစတဲ့လူပိုလေးကတကားကြီးရနေအိမ်အတွင်းကိုခတ်သွက်သွက်ဝင်ရောက်သွားလေတော့တယ်။သူကစကားမပြောတတ်ရှာဘူးဆရာရဲ့ ဟွန်းဟုတ်ကဲ့ဒါနဲ့လူမမားဘယ်မှာလဲအိတ်ခန်းထဲမှာပါဆရာအေးစံတိတ်ဆိတ်နေပြီးအင်မတန်ချောင်ချားပွဲကောင်းလာတဲ့အမောင်တို့တွင်းကိုထူးဆန်းတဲ့ပုံမှန်တရံရှိတဲ့လူပူလေးကမိအိမ်ကိုကင်မြောင်ရင်းနဲ့ရှေးရနေသွားနေတဲ့အတွက်မစ္စတာအင်နာဆင်နဲ့ဒေါက်တာထမြတ်တို့ကခက်သွက်သွန်းနောက်ကနေလိုက်ကြလေတော့တယ်ဝိုးတော်ဝအလင်းရောင်အောင်မှာမုံဝါဝမြင်နေရတဲ့အရာဝတ္ထုတွေကိုကြည့်ပြီးအေကန်းကျဲကြီးတို့ခုတွင်မိမိတို့ဖြတ်တန်းသွားနေရလို့ဒေါက်တာထမြတ်ကထင်မိလေတော့တယ် ။အေဂန်ဆော်မာရှိတဲ့ဂျုံးလီကားကျဲကြီးတိုင်းလူပူလီယာဆက်တက်သွားလျာမစ္စတာအင်နာဆန်နဲ့ဒေါက်တာထမ်းမြတ်တို့လည်းနောက်ကနေလိုက်ပါခဲ့လျာတိတ်ဆိတ်နေတဲ့အင်ဂျီတွင်သူတို့ရဲ့ခြေတံတွေရတာ၆ကြားဖွယ်ရာထွက်ပေါ်ခဲ့လေတော့တယ်။အပေါ်ရမှာရှိတဲ့အခန်းတစ်ခန်းရဲ့တကားဝမှာဖျောင်းနိုင်ကြီးတတိုင်းကိုထုံညိထားလျာဖျောင်းနိုင်မိအောင်ကြောင့်နေရန်ပေါ်မှာအုံမိုးပြီးရင်ထိုးနေတဲ့သူတို့သုံးယောက်ရဲ့အရေးအမဲကြီးတွေကိုကြည့်ပြီးတော့ဒေါက်တာထမ်းမြတ်ရဲ့ကြိုးရင်းမှာစိတ်ငနေဖြစ်သွားလေတော့တယ်။ ်လူပူလီယာကျောင်းကားကိုတွန်းပွင့်လိုက်ပြီးမှောင်မဲနေတဲ့ခန်းထဲမှာအသင်းရှိနေတဲ့ဖျောင်းနိုင်ကြီးတွေကိုဒရိုင်မီးဒရိုင်လိုက်လံထုံညီလီတော့တယ်။ဒီညမှာမီးယာပြတ်သွားရယ်ဗျာ။အဲလိုမစ္စတာအင်ဒါဆင်ကညှိတွားလျာဒေါက်တာထမြက်ကရှေ့ရမြေခွေးကိုကြည်ရင်နဲ့ဟုတ်မဟုတ်ပါမလားလို့တန်တရားဝင်မိလီတော့တယ်။ဖျောင်းနိုင်ဒရိုင်ကို လူပူလီယာထမှန်ထုံညီလိုက်တိုင်းအလေးရောက်ကပို၍ပို၍မြင့်တက်လာခဲ့လျာအခန်းထဲမှာရှိတဲ့မြေခွေးကပို၍ပို၍ပြင်းပြင်းလာခဲ့ပြီး အခန်းတွင်းမှာရှိတဲ့လူမမာလဲလျောင်းနေတဲ့တယောက်ဧကျုံးကရင်ကြီးကိုလူတီအလောင်းစင်တစ်ခုကဲ့သို့ပြင်ဆင်ထားတဲ့မြင်ကွင်းကြောင့်ဒေါက်တာထက်မြတ်မှာညားစွာအံ့ဩသက်မှင်သက်သွားရလေတော့တယ်။တကောလုံးဆွဆွဖြူနေတဲ့ဝတ်စုံလေးနဲ့လက်တစ်ဖက်ကိုရင်ဘတ်ပေါ်တင်ရင်နဲ့ Miss Isabel လဲလျောင်းနေတဲ့ရွှေဝါရောင်စံနေရကြားထဲမှာနှင်းပွင့်လို ဖြူခွင်းနေတဲ့မျက်နှာလေးဟာအသက်ကင်းမဲ့နေပြီဖြစ်တယ်ဆိုတာကိုပြသနေကြလေတော့တယ်။ဂရင်ဘေးဗီဒိုပူလေးပေါ်မှာတော့ Miss Elsving အင်မတန်နှစ်သက်ဟန်ရှိတဲ့နှင်းစီပွင့်နီနီရဲကြီးတွေကိုလာပါတဲ့ဗန်းအိုးဖြူဖြူလေးထဲမှာထိုးဆိုင်လို့ထားလိုက်တယ်။ကြည်ရင်ကြည်ရင်နဲ့ဒေါက်တာထက်မြတ်ရင်းတွေတဒိမ့်ဒိမ့်နဲ့ခုံလာပြီ။အသက်ရှူမဝါတယ်လို့ဖြစ်လာပြီ။ဒါပါသဘောလေ။ငါ့အဘကြောင့်ဒီကိုခေါ်လာတာလေ။ဒေါက်တာထက်မြတ်ကနောက်လေပြန်မှုပြန်လိုက်ချိန်မှာအတန်တန်ကပေါ်ထွက်လာတယ်။ချောင်းလုံးပြူတနန်းတလိုက်ရဲ့မောင်းတန်တန်တဲ့သူမစ္စတာအင်ဒါဆင်ရဲ့အကွဲကွဲအတန်ကြီးကထွက်ပေါ်လာခဲ့တာ။ သူ့ကိုလက္ခဏာဖတ်ပေးပါစရာ။ဗျာ၊ तू ကတင်နေပြီပဲဥစ္စာ။ဒေါက်တာထမ်းမြက်ရဲ့ညှင်းဆံမှုကိုမစ္စတာအင်ဒါဆင်က ဖြင်းညှင်းစွာခေါင်းရင်လိုက်တော့တယ်။လူသေးလူမျိုးဖြုတ်ဖွေးဖြောတော့နေတဲ့မျက်နှာနဲ့ခြောက်ကက်ကက်ရေမောလိုက်ပြီ။ခမည်းညင်းမယ်ဆိုတာကြိုသိထားပါရဲ့။ဒါပေမဲ့ဆရာရေလူဆိုတာကိုယ့်တက်ကိုယ်တော့နှမျောတတ်ကြတာပဲလေ။ခြေဆုပ်ပြုပြီးတော့ကြည်ပေးပါဆရာရဲ့။ဒီလိုဆိုပြီးသူ့ရဲ့ပြောင်းတို့ခြောင်လုံးပြူတနက်ကိုထောင်းပြလေတော့တယ်။ ဒေါက်တာထက်မြက်ကတော့ဘေးကျန်းတဲ့ချက်ဖြစ်သွားခဲ့တော့တာပေါ့ရှီမာကလူသေးလောင်းတစ်ခုနောက်မှာကတနန်းနဲ့ချိန်ထားတဲ့ယူသွနေပုံရတဲ့လူတယောက်ဒေါက်တာထက်မြက်တယောက်ချွေးသီးချွေးပေါက်တွေတောင်ကြာလာပြီးတဒိတ်ဒိတ်ခုန်နေတဲ့ကိုယ်နှလုံးခုန်တမ်းတွေကိုခြောက်ချားဖွယ်ပြန်ကြားနေရလေတော့တယ်ဒီမာဆီယာဟောရီတနတ်ထဲမှာကြည်စံတတော်မဲထည့်ထားတာပါအဲ့ဒါဆရာတော်ဖြစ်ပါစေနဲ့ယူသွနေပုံရတဲ့အရိသူရဲ့မျက်နှာမှာသွေးအေးရက်စက်မဲ့ပုံပေါ်နေတဲ့အတွက်ဒေါက်တာထက်မြက်ကတေဆုံးနေသူ Miss Ersving ရဲ့ရာဘက်လက်ပွားနှစ်ဖက်ကိုမှန်ဘလူးနဲ့တေးချစွာကြည့်ပြီး Mr. Anderson ကိုသူပါအသက်20မတိုင်ခင်မှာချိုချိုတဲတဲနေခဲ့ရပြီးအဲဒီနောက်မှာတော့ဟိုဟိုဟိုဆရာကျွန်တော်အဓိကသိချင်တာကသူဟာကျွန်တော်အပြင်ဒဇိန်တရဲ့ယောက်ျားသားတဦးနဲ့ဖောက်ပြန်တတ်ပါသလားသူဟာဘယ်တော့မှဖောက်ပြန်တဲ့မိန်းမမဟုတ်ဘူးသူဟာမိမိခင်မောနဲ့မိသားစုကိုတွေ့တာပြီးတော့သစ္စာရှိတဲ့မိန်းမကောင်းတယောက်ပဲ သူ့ကိုကျွန်တော်ပြောခဲ့သတိပေးခဲ့ပါသေးတယ်လေ။လာမယ့်နှစ်မှာစိမအစားမပြီးတော့အစိတ်တန့်တဲ့ကြောင့်သတိနဲ့နေဖို့လိုကြောင်ပြောခဲ့ပါရယ်။အခုတော့သိရှာပြီよ။အဲလိုဒေါက်တာထက်မြတ်ကပြောလိုက်ရာမစ္စတာအင်နာစင်ရဲ့လက်ထဲမှာတနက်ကဒေါက်ခနေချမ်းမြင့်ဘုတ်ကိုပြုတ်ကြသွားပြီး၎င်းမှမျက်နာကိုလက်နှက်ဖန်းနေအုပ်တဲတဲလုံးစတဲ့ငုတ်ကြွေးလိတော့တယ်။မှပြီ။ကျွန်တော်အရန်ကိုမှခဲ့ပါပြီဆရာရယ်။သူနဲ့လူစိမ်းတယောက်ချင်းတွေ့နေတော့ကျွန်တော်မိတယ်။အဲ့ဒီသူ့ကိုလက်သေးနဲ့တအားဆွဲထုတ်ခဲ့ပြီးတော့ ကျွန်တော်ဇနီးတယောက်လည်းဝန်ခံခိုင်းခဲ့တယ်။သူကဝမဝန်ခံဘူး။သူ့ရဲ့မောင်းလို့ပြောတယ်။ကျွန်တော်မယုံဘူး။သူနဲ့ကျွန်တော်လက်ထပ်ခဲ့စဉ်ကသူ့ကိုဦးတလုံးတကောင်ကျွဲလို့တီးထားခဲ့တာ။ဒါနဲ့ကျွန်တော်မစ္စတာအင်နာဆယ်မှာစကားစပြောနိုင်လောက်အတန်တိမ်ဝင်သွားပြီးရှိုက်ပြီးရှိုက်ဝင်ငိုကြွေးနေပြန်တယ်။အတန်ကြာတော့မှသတိပြန်ဝင်လာတယ်လား။သူ့ကိုယ်သူပြန်ထင်းလိုက်ပြီးတော့ကဲဆရာကြီးအားနာစရာပါပဲ။ကျွန်တော်မှလှုပ်ရှားကိစ္စလေးတွေရှိနေသေးလို့ဆရာကိုချက်ဖဲလိုက်ဖို့ပြေးပါလိမ့်မယ်။ဒါလို့ပြောလိုက်တော့တယ် ဒေါက်တာထက်မြက်လည်းစင်ဝင်အောက်မှာအသင်းဆောင်နေတဲ့အော့စတင်ကားလေးတဲကိုဝင်ထိုင်လိုက်ပြီအရီအနေထာယုံအင်ဂျီရနေစတင်ထွက်ခွာချိန်မှာနှင်းတွေကတဲတဲတဲကြားလျက်ရှိနေပြီးလေယာလဲတဟူဟူနဲ့တိုက်ခိုက်လျက်ရှိနေတာလူပူလေးချက်မောင်းနေလာတဲ့အော့စတင်ကားလေးမစ္စတာအန်ဒါဆန်ရဲ့ခြံဝန်းထဲမှာထွက်လိုက်ချိန်မှာတော့အခြေကြီးလုံးနဲ့အတွက်အယူကြီးပမာဖြစ်နေရှာတဲ့မစ္စတာအန်ဒါဆန်တယောက် သူယူမတက်ချက်ရှာလုံးနဲ့ဇနီးတဲ့ Miss Elvina ကိုကောက်ကောက်ပေါင်လိုက်သွားပုံရတဲ့တနတ်တန်တစ်ချက်ကိုလေတဟူဟူတိုက်ခတ်နေတဲ့ဂျားကနေခတ်တဲ့တဲ့လေးကြားလိုက်ရပြီးတော့တယ်။ ဒီနေ့ရဲ့ JJ Story Channel ရနေထောင်းလင်းတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာတဒနာရီတာထားတဲ့တန်တရာသားကောင်များဆိုတဲ့စေဝင်စားဝယ်ဇလန်းစာဆုံးကိုထောင်းလင်းတင်ဆက်ပေးခဲ့တာပါ။နောက်တစ်ခေါက်တွင်မှာဆွေးလဲပရိသတ်ကြိုက်ပုံမစေဝင်စားဖို့ကောင်းစီမဲ့ဇလန်းเจ้าရာတွေကိုဆက်လက်ရွေးချယ်ထောင်းလင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီကနေ့စီစဉ်နေနှုတ်ဆက်ပေးရစေ။ချစ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆောင်ရွက်ကြမယ်နော်။